အရေးကြီးတဲ့နိဝရဏတရား၅ပါးနိဝရဏဆိုတဲ့ပါဠိစကားကဘာကိုပြောတာတော့လို့ဆိုသူကဆုတ်ပိတ်ခြင်းနဲ့ဘာကိုဆုတ်ပိတ်တာတော့ဆိုရင်ကုသိုလ်စိတ်တွေမပေါ်လာအောင်ဆုတ်ပိတ်နိုင်တဲ့အဆုတ်ပိတ်တွေရေမြောင်းထဲမှာဆုတ်ပိတ်နေလို့ရှိရင်ရေမစီရရဲ့အစိတ်မှလည်းပဲဓာရီဝင်းနေလို့ရှိရင် ကုသိုလ်စိတ်မဖြစ်ဘူးကုသိုလ်စိတ်ဟာစီးဝင်နိုင်ခြင်းမရှိဘူး block ဖြစ်တယ် အဲ့ဒါကိုနိဝရဏကိုအင်္ဂလိပ်လိုပြန်တဲ့အခါ hindrance လို့ပြန်တာဒါကြောင့်အဆုတ်အပိတ် hinder လောက်တာเนาะဘာကို hinder လောက်တာတော့ဆိုကောင်းတဲ့တရားတွေမဖြစ်အောင် hinder လောက်တာဆုတ်ပိတ်ဖြစ်တယ်အဲ့ဒီနိဝရဏတရား၅မျိုးဆိုတာပြတာသူကဆုတ်ပိတ်ထားတဲ့အတွက်ကြောင့်လူတွေမှာကုသိုလ်စိတ်မဖြစ်ရုံနဲ့မကဘူး ပညာယဒုပ္ပလီကရဏအတိညာကိုလည်းအပြော့သေးသိမ့်သွားစေတတ်တယ်စဉ်းစားညာနေပျောက်ွယ်သွားနိုင်တယ်လို့ဒီလိုပြောတာ